ရဲ့ Federal FN ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ဒီမိုးဆုအနောက်ခြမ်းမှာစစ်ဆောင်တဲ့ရွာခန့်စုပေါင်းပြီးအများသောလမ်းကိုပြပြနေတဲ့တဲ့တင်ပိုအိုးလူငယ်အကယ်ဒမီတပ်ဖွဲ့အနေနဲ့ PNLA တပ်ဖွဲ့ရဲ့ကုတ်ကဲမှုနဲ့စစ်ရေးဆက်လက်ဖော်ဆောင်သွားမယ်ဆိုတဲ့တဲ့တင်တရုတ်ဖိအားပေးမှုတွေရှိပေမဲ့မြို့တွေလစ်လို့မှမဟုတ်ဘူးလို့ TNLA ပြောတဲ့တဲ့တင်စတဲ့ Federal FN ရဲ့နေ့စဉ်သတင်းလေးကိုကြားရမှာပါ။ ဂရနီပြည်ဒီမော့ဆိုအနောက်ခြမ်းတနီယာမှာဆစ်ဆောင်တဲ့ရွာခန်းတွေစုပေါင်းပြီးဒီနေ့မေလ9ရက်နေ့မှာအများသုံးလမ်းကိုစတင်ပြုပြင်နေတယ်လို့လမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်မလူစီယာကဖရက် FM ကိုပြောပါရယ်လက်ရှိစတင်ပြုပြင်နေတဲ့လမ်းဟာကားနဲ့စိုက်ကဲအများဆုံးသွားလာတဲ့ကြောက်ခင်လမ်းဖြစ်ကမကြာခဏရင်သိမ်းမမှုဖြစ်စဉ်တွေရှိတဲ့နေရာလည်းဖြစ်ပါရယ်အဆိုပါလမ်းကိုအနီအနာကဆစ်ဆောင်စခန်းဆယ်ခုနဲ့ဒေသခံဂျေးရွာနေရာကလူတွေရဲ့လှုပ်အားနဲ့အလူရှင်တွေရဲ့ငွေအားပူးပေါင်းပြီး ြုတ်ပြင်းနေတယ်လို့သိရပါတယ်။လန်ခေဖို့အတွက် Greenie ပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကနေငွေကျပ်သိန်း20၊ Clean Yangon အဖွဲ့ကနေငွေကျပ်စိတ်သိန်းနဲ့ရေလူတန်းပေးပြီးအလင်းလွင်ပြင်ပြဟိတအဖွဲ့ကဘီလက်မြေအိတ်120လူတန်းပေးတာဖြစ်ပြီးတော့တရက်ကိုလူအင်အား20သုံးပြီးအလဲကျစနစ်နဲ့လမ်းကိုပြုပြင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ပိုအိုးလူငယ်အကယ်ဒမီ PYA တပ်ဖွဲ့ဟာ ပအိုးလူငယ်စုဖွဲ့မှုအားကောင်းလာဖို့နဲ့စစ်လက်ခိုင်မာတဲ့အဖွဲ့အစည်းရှိလာနိုင်ဖို့အတွက်ရှေ့လျှောက်လုပ်ငန်းစဉ်တွေမှာပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO PNLA တပ်ဖွဲ့နဲ့ရည်ရှိပူးပေါင်းပြီးစစ်ရေးတွေဆက်လက်ဖော်ဆောင်သွားမယ်လို့ပအိုးလူငယ်အကယ်ဒမီတပ်ဖွဲ့ကတာဝန်ခံပူစိန်ကဖရက် FN ကိုပြောပါတယ်ပအိုးလူငယ်အကယ်ဒမီတပ်ဖွဲ့နဲ့ PNLO PNLA တပ်ဖွဲ့တွေဟာနကူကလေးကမဟာမိတ်တပ်ဖွဲ့အနေနဲ့ရှိခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ရှစ်လျှောက်လုပ်ငန်းစဉ်တွေအတွက် ရေရှည်ပူပေါင်းဆောင်ရွက်နေရလို့ဆိုပါရယ်ပအိုးလူငယ်အကယ်ဒမီတပ်ဖွဲ့ဟာ PNLO PNLA အဖွဲ့နဲ့မပူးပေါင်းခင်ပင်လောင်ဖက်မှာအဓိကစီရေးဖော်ဆောင်နေတာရှိပြီးလက်ရှိမှာ PNLO PNLA ရဲ့ကုကဲမှုအောက်မှာရှိတဲ့အတွက်သူတို့ရဲ့လမ်းညွှန်မှုနဲ့ပင်လောင်မြို့နယ်ကိုစစ်သေးတာအနေနဲ့ပြန်လည်လှုပ်ဆောင်သွားဖို့ရှိရလို့လဲဆိုပါရယ် အိုးလူငယ်အကယ်ဒမီတပ်ဖွဲ့ PYA ကို2024ခုနှစ်ဧပြီလ23ရက်နေ့မှာလူငယ်ဦးရေ20နဲ့စတင်ဖွဲ့စည်းခဲ့ရလို့သိရပါတယ်။တအန်းအမျိုးသားလူမျိုးရေးတပ်တော် TNLA ကိုတရုတ်အစိုးရဘက်ကမြို့တွေလစ်လွတ်ဖို့ဖြတ်ငါဖြတ်နဲ့ဖိအားပေးနေပြီး TNLA ဘက်ကတော့တိမ့်ပိုက်ထားတဲ့မြို့တွေကိုလစ်လွတ်မှာမဟုတ်ဘူးလို့ပြောရေးစွန်ခွေးရှိသူလူရည်ဦးကမနေ့ကမေလ၄ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ28ရက်နဲ့29ရက်နေ့မှာတရုတ်နိုင်ငံကူမင်းမြို့မှာတရုတ်ဂျာဝင်ဆစ်ဆက်ပေးမှုနဲ့ TNLA နဲ့စစ်ကောင်စီတို့ဆွေးနွေးခဲ့ကြပြီးစစ်ကောင်စီဘက်ကနောင်ချိုကြောက်မဲတီပေါ်မိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေဆုတ်ခွာပေးဖို့တောင်းဆိုခဲ့ပါတယ်။ငလီဘေးကျောက် TNLA ကမေလကုန်တိထူးစစ်တွေရက်စဲထားပြီး နှစ်ဖက်အပြစ်အခက်ရက်စေးရေးအတွက်ဩဂလမှာထပ်မံဆွေးနွေးဖို့ရှိရလို့သိရပါတယ် TLLE ဟာလက်ရှိအချိန်ထိမြို့ပေါင်း12မြို့အထိထိ ंछ ုပ်ထားနိုင်ပြီးမြို့တွေလစ်လို့ရမှာကိုတော်လန်ရေးအဖွဲ့အစည်းတွေအနေနဲ့ပြည်သူလူထုကြားမှာစိုးရိမ်မှုတွေရှိနေကြပါတယ်ဒီနေ့မေလ9ရက်ဖရန် FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျွန်မအေနီပါရှင်